အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့ပတ်စံ၃နိုင်တုန်းကငါတားလေးနဲ့စီပွားရေးလဲကြရောတားကိုအပြစ်ပြောတဲ့ရခမာတွေအကြောင်းကိုပြောပြလာတဲ့အမျိုးတမီးတဦးရဲ့ YouTube ဖိုင်လေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးတက်ပေးကြပါဦးဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ Country Knowledge Channel မှာပြန်လေကြိုဆိုလိုက်ပါတယ်ဗျာ အရင်တော့ကတော့အမျိုးသားလှုပ်ရှားထိုင်ရှားခဲ့တယ်အခုချိန်မှာစီးပွားရေးကြတော့ခါကျတော့ဘာပဲပြောပြောဟိုလင်းရမရရေဆိုတာကလေးဒီလားစီးပွားဖြစ်နေတော့ကလေအတူတူရှိရမယ်စီးပွားပြတ်သွားလဲအတူတူပြန်စူးစမ်းရမယ်ဆိုတဲ့စိတ်ကလေးရှိတယ်ကျမလေးသူစီးပွားပြတ်လို့ဟိုသူအကျွေးတွေတင်လို့ဆိုသူပြတ်သွားတယ်မိမလည်းကျမမပါဘူးကျမတူနောက်ကိုကျမလိုက်တယ်ကျမဒုက္ခခံပြီးလိုက်တယ်အခု6လောက်မှဆိုအမရွတ်တေးကြီးပဲကျမဒုက္ခခံပြီးကျမလိုက်တယ်ကျမပြန်စူးစမ်းမယ်အရင်အချိန်နေကိုယောက်ျားအရင်အချိန်နေရအောင်ပြန်စူးစမ်းမယ်ဆိုတဲ့စဉ်းနဲ့ကျမလိုက်တယ် နော်လိုက်ခဲ့တယ်ခုချိန်မှာမျိုးသားကွာမယ်ပြောတော့ကျွန်မကွာမပေးဘူးနော်တနေ့ကွာမယ်တဲ့ကွဲပေးမယ်တဲ့ဘာဖြစ်လို့ဆိုတော့တဲ့ငါနဲ့ပေါင်းရတာတဲ့နင်းလဲတဲ့အစားတောက်လဲဆင်းရဲတယ်တဲ့နေထိုင်လဲဆင်းရဲတယ်တဲ့အဲလိုငါကွာပေးမယ်ဆိုတော့ကျမတို့လင်းရမရရလေအဲ့လိုပြောတော့ကိုကစိတ်တူတော့အခုချင်းချင်း question စာချုပ်တော့ဝဲလက်မထိုးပြမယ်လို့ပြောတာပေါ့တကယ်တမ်းကျတော့ကွာမပေးပါဘူးဘာဖြစ်လို့ဆိုတော့ရှိတူမရှိတူဖြစ်လာတာလေဟုတ်တယ်နော်ရှိတူမရှိတူဖြစ်လာတာအိမ်တော်တက်16နှစ်ရှိပြီ ျမလေကျမရဲ့ဘဝအကြောင်းကျမရဲ့အိမ်တော်ကြီးအကြောင်းကျမ లై မမတခါမှအခုလိုရင်မဖွင့်ဘူးကျမနဲ့ပတ်သက်တဲ့တငယ်ချင်းတွေတီကောင်တီလိမ့်မယ်ကျမနဲ့အဲ့လိုမျိုးပေါ့နော်အိမ်မှာအဲ့လိုဆွေမျိုးမကင်းနေတော့တဲ့တငယ်ချင်းတွေပဲကျမတို့အိမ်တော်ကြီးအကြောင်းတီလိမ့်မယ်ကျမတို့အိမ်တော်ကြီးအကြောင်းကျမတို့ရောက်ခမအကြောင်းကျမအမေအကြောင်းအကုန်တီလိမ့်မယ်တစ်တော့ပေါ့မှာကျမတောင်းတယုံဒီလိုတစ်တော့ပေါ့မှာကျမအိမ်တော်ကြီးအကြောင်းကျမချမပြခဲ့နော်အရင်ခက်ခက်ခဲခဲနဲ့ဖြတ်တန်လာခဲ့ရတာလေး ခုနစကားဆက်ပြောလိုက်ပါဦးမယ်ကျမအဖေပြောတာဗောနော်ယောက်ျားလောက်တာဦးတဲ့မိမမသိဘဲနဲ့တဲ့ဗာလဲမဖြစ်နိုင်ဘူးတဲ့ဆိုတော့အခုသူအကျွေးတင်တာကျမမသိလို့မသိဘူးပြောတာလေအဲ့ဒါမဖြစ်နိုင်ဘူးဆိုတော့အဲ့ဆိုရင်အစင်ပြေတုံးကဗောအခုအစင်ပြေတုံးကဗောကျမတိခဲ့ရလားသူ့ဝင်ငွေဘယ်လောက်လဲကျမတိခဲ့ရလားသူ့ပတ်စံဘယ်လောက်ကျမထိန်းသိမ်းခဲ့ရဘူးတလားအဖေတို့အတိနော်အဖေတို့အမျိုးတမျိုးလုံးကကျမတို့အတိုင်းဝိုင်းတစ်ခုလုံးကအတိဆုံးပဲအဲ့နောက်တော့16နှစ်ရှိပြီ အခုချိန်နေနေပတ်စံဘလောက်ဝင်လဲဒီနေ့ပေငေါ့အထာပေဘလောက်ပြန်ရေဆိုသူများမိမတို့အခုချိန်နေကျွန်မမယူခဲ့ဘူးဖုန်းပေးမရှိတော့ရောက်တိုင်းငါဖုန်းပေးလေးဖြည့်ပေးပါမုံလေးစားချင်ရောက်ကြငါဒါလေးစားချင်နေကလေးတယောက်လိုပဲကျွန်မနေခဲ့တာအဲ့လိုနေခဲ့လို့လေဒီလိုဘဝကိုရောက်တာအဲ့လိုစစ်စနစ်နဲ့ရောက်ချာရှာတော့မထိန်သိမ်းခဲ့လို့လေကျွန်မဒီလိုဘဝကိုရောက်တာဟုတ်တယ်နော်ကျွန်မကလေးလိုပဲနေခဲ့တာကျွန်မရောက်ချာပတ်စံကျွန်မပတ်စံအိတ်လိုက်ကြိုက်ပြီးအခုချိန်နေမတုံဘူးဘူးရေးရပြောလိုက်မယ်ကျွန်မရောက်မှတော့ ကျမယောက်ျားပတ်စံအိတ်ကိုက်ပြီးတုံးခဲ့တယ်ကျမမတုံးခဲ့ရဘူးတဲ့ဦးအိမ်တော်တက်ဆက်ရှင်းနေရှိပြီမခံနိုင်တော့လို့ပါဒီနေ့တော့တကယ်ပြက်ပြီတကယ်ကိုစိတ်ထဲမှာလေဘလို့မှကိုမရှိတော့ဘူးဆိုသူတို့နဲ့အိမ်တော်တက်ဆက်ရှင်းနေမှာအမေတို့နဲ့အခက်မတင်ဖြစ်တာဆိုရင်ဒါနဲ့ဆိုရင်မမ်မီတောင်ဆို၄ချိန်လောက်ရှိမယ်ကျမကျမမျိုးသားနဲ့ကျမသမီးလေးလေးလာမှာတရားဝင်ကွာရှင်းဘူးတယ်တရားရုံးမှာတရားဝင်ကွာရှင်းဘူးတယ်ကျမအမေတို့ကကျမကလေးကို ကျွန်မတမီးလေးအဲ့တော့တမီးလေးတောက်ပဲမွေးထားရအောင်လေးလာဆိုကျွန်မတမီးကိုအမေတို့ပြုစုမယ်ကျွန်မညီမမွေးစားမယ်ကျွန်မကိုနိုင်ငံခြားထွက်အမရှိရေလေအမဂျာမနီမှာရှိဆိုနိုင်ငံခြားထွက်အဲ့တုန်းကမရဘူးကို့အတွေ့ရပါလေငါမွေးထားတာငါတမီးလေးဖအေးတကွဲအမေတကွဲလုံးဝအဖြစ်မခံဘူးဆိုတော့စိတ်တစ်ခုတည်းနဲ့နော်အိုက်ခစ်က PCO ခစ်ကျွန်မလေးသူတို့အိမ်ဘေးက PCO ဖုန်းနဲ့ဆက်အိုက်အိမ်ဘေးကပွားပွားဆိုတော့အောင်တွေပေးတာလင်မယားဘူးလေတမီးစားလို့ပြန်ခိုးချင်းပြီးပြန်အောင်တွေပေးရတဲ့ဘဝက ကျမအဲ့လိုပေါ့ကကျမသူနဲ့အဆက်အသွယ်ရတော့ပြောတယ်ငါအိမ်ကတော့ဒီလိုလုပ်နေတယ်ငါသွားရမလားဒါမှမဟုတ်နင်ပြန်ပေါင်းမလားပေါင်းမယ်ဆိုရင်နင်အိမ်ကနေထွက်ခဲ့ဆိုပြီးတော့အမျိုးသားအိုက်ကနေပြန်ထွက်ခဲ့ပြီးကျမတို့နေပြန်ရုန်းကန်ပြန်လှုပ်စားကျမပြပြတဲ့တဘောကလေအရင်ခတ်ခဲ့ခဲ့တာအစဉ်ပြေတဲ့ခါရှိတယ်အစဉ်ပြေတဲ့ခါရှိတယ်ဘယ်သူမှမစိုးကွာစဉ်းစားကြည့်လိုက်ကိုယ့်ယောက်ျားရှာတာတည်းဟာ မိမတိုင်းမိမတိုင်းအိမ်တော်ရေးရှိတဲ့မိမတိုင်းအိမ်တော်ရှိတဲ့မိမတိုင်းကိုယောက်ျားပတ်စံကိုတိတ်နာပဲမဟုတ်ဘူးလားကျမတခါမတိတ်ခဲ့ရဘူးဘူးကျမအတုံးမကြလို့ကျမအတုံးမကြလို့ကျမတခါမှမတိတ်ခဲ့ဘူးကျမစိတ်ထဲမှာပါလေအော်အရာရာတိုင်းငါစားဘူးတယ်ငါဝတ်ဘူးတယ်ငါတုံးဘူးတယ်ငါယောက်ျားတုံးပါစေဟေ့ဆိုတဲ့စိတ်ထဲထဲကျမမတိတ်ခဲ့ဘူးကျမအခုချိန်ထိသူပတ်စံကိုလေအိတ်ကင်ပြီးတော့မှလေစူပါမားကတ်သွားပြီးလိုချင်တာလေးဝယ်မယ်ဆိုပြီးပတ်စံအိတ်ကိုကျမယောက်ျားရဲ့ပတ်စံအိတ်ကိုဖွင့်ပြီးကျမမဝယ်ဘူးသူဝယ်ပေးတာကိုယူတယ် ူလိုက်ဝယ်ပြီးမယ်သွားမယ်လိုက်သွားတယ်သူဝယ်ပြီးတော့ယူရယ်သူစိတ်ကမ်းနေမတုံဘူးသူအစဉ်ပြေတော့ကမက်မိရယ်သူဖေစိတ်ုံပြမယ်ကျမတို့ကားနဲ့လိုက်ပို့တယ်စိတ်ုံစိတ်ုံစင်းတော့မယ်ကျမယောက်ျားပတ်စံအိတ်ကိုသူ့အမအောင်ပေးလိုက်တယ်သူ့အမနဲ့သူ့အဖေနဲ့စင်းသွားတယ်ပတ်စံဘလောက်ကုန်လဲကျမတခုံးမှမမေးဘူးအခုချိန်ဒီမမေးဘူးကျမယောက်ျားကိုမက်နာပြောရင်ကျမအစဉ်ပြေပါစေနော်ကျမမမေးဘူးမက်မိတာပေါ့နော်ဘယ်မိမမဆိုကိုယောက်ျားပတ်စံကိုကိုကိုင်းပြီးတုံးချင်တာပဲလေ ဟုတ်လားအဲ့တုန်းကကျမယောက်ျားအဆင်ပြေတော့သူတို့အဲ့လိုတုံးခဲ့တယ်ဒါပေမဲ့အခုကျမယောက်ျားအဆင်မပြေတော့အဲ့ဒါတွေသူတို့မေ့သွားပြီသူတို့မတုံးခဲ့ဘူးသူတို့ဘာမှကျမယောက်ျားပတ်စံနေမတုံးခဲ့ဘူးသူတို့မေ့သွားပြီကျမယောက်ျားအဆင်မပြေဘူးကျမယောက်ျားအပြစ်အဆင်ပြေတဲ့လူကအခုလူကောင်းသူတို့ပေးနိုင်တဲ့လူကလူကောင်းကျမတို့ကအပြစ်ကျမတို့ကောင်းလားမကောင်းလားပတ်ဝန်းကျင်တည်ရယ်နော်သူတို့အဆင်မပြေတဲ့အချိန်ကြရင်လေလာတယ်ကိုကိုဘယ်လိုဖြစ်လို့ဘညာဖြစ်လို့ ောကို့မှာတော့ဩဘာပဲပြောကို့မိသားစုပဲလေဆိုပြီးတော့ငွေအားမရှိရင်လူအားနှုတ်အားအကုန်ကူညီခဲ့တယ်နော်အကုန်ကူညီခဲ့တယ်အခုကိုယောက်ကြာအဆင်မပြေဘူးသူ့အမေချီးပေးတယ်20လား30လားကိုလည်းမသိဘူးချီးပေးတယ်အခုချိန်မှာအဆင်မပြေတဲ့ချိန်မှာလေအားရှိမစကားတခုမှမပါအားကြပြောလိမ့်မယ်ကျမတို့စောက်တော့မကြလို့ဆိုပြောလိမ့်မယ်ဟုတ်တယ်နော် ူတို့တွေအစင်မပြေတဲ့အချိန်တကယ်ပါစိတ်ရင်ဖြူဖြူစင်စင်နဲ့ကုညီခဲ့တယ်။ဗာမျော်လင်းချင်မှမရှိဘဲနဲ့ချမကုညီခဲ့တယ်။ချမငွေနေတော့မဟုတ်ဘူးပေါ့နော်။ချမမောင်လေးရဲ့ငွေနဲ့ချမနှုတ်အားနဲ့ချမကုညီခဲ့ပြီ။အခုဘာဖြစ်လို့အစင်မပြေတဲ့အချိန်ကြမှာချမတို့အဖြစ်တည်ပြီးဖြစ်ရတာလဲ။အခုအစမပြေတော့မှယောက်ျားလောက်တာကိုမိမမသိဘူးဆိုတော့မဖြစ်နိုင်ဘူးဆိုတာဘာဖြစ်လို့အခုမှပြောတာလဲအဲ့ဒါဆိုအရင်တော့ကအဲ့မှာအဖေတို့အမေတို့ရဲ့ตาပတ်စံရှာရတော့ကော ကျွန်မတိခဲ့လားကျွန်မမတိဘူးလေကျွန်မကလေးတယောက်လိုပဲနေခဲ့တာမဟုတ်ဘူးလားအခုလို့ပြောတာလေအဖေနဲ့အမေကိုလည်းအပြစ်မပြောဘူးနော်ကျွန်မဒီနေ့လေးရင်အရန်နာလွန်းလို့ရင်အရန်ကိုနာလွန်းလို့မေးပါဦးမေကျွန်မကိုမခေါ်မပြောနိုင်အောင်ကျွန်မဘာအမှားလုပ်မိလဲကျွန်မဘာအမှားလုပ်မိလဲမှားလုပ်မိတယ်ဆိုရင်နောက်တစ်ခေါက်ပြန်လာခဲ့မယ်ပါရိုက်သွားလိုက်ကျွန်မဘာအမှားလုပ်မိလဲ ဟုတ်တယ်မှန်တယ်မမောက်တော့ပြန်ပြောမိတယ်မှန်တယ်ဘာဖြစ်လို့လဲဆိုကျွန်တော်မသိပါဘူးလို့ပြောတဲ့ကိစ္စကိုမမားနေပြီနင်တို့အတူတူပဲဆိုတာပြောလို့မခံနိုင်လို့မမောက်ပြန်ပြောမိတယ်မှန်တယ်ဝန်ခံတယ်မှန်တယ်ပြန်ပြောမိတယ်တထီတို့ရတဲ့အားနာလာတယ်အဲ့ဆိုသူတို့ကျမတို့ကူညီခဲ့ပေးခဲ့တော့ကောကျမတို့ဘသူအားနာခဲ့လဲဘသူကျေးဇူးတင်လဲဟမ်ပြောရင်နင်တို့ပတ်စံမဟုတ်ဘူးလေဟုတ်တယ်နင်တို့ပတ်စံမဟုတ်ဘူးဘသူပြောပြလို့ရလဲအဲ့ပတ်စံတွေကတရားချီး ဘယ်သူပြောပြလို့ရလဲနာရနောအရန်နာတာချီချီလိုက်လေတင်ညာချီဒါမှဘယ်သူပေးမလို့တမျိုးလုံးတစ်စိလုံးတော့ပက်ချီချီဘယ်သူချီမလို့ဘယ်သူချီပေးမလဲအတူတကြမ်းမမြူပဲနဲ့ဒီကောင်မပါဇက်ကပြောပြလို့ရတာမဟုတ်ဘူးလားဟမ်ဒီကောင်မပါဇက်ကပြောပြလို့ရတာမဟုတ်ဘူးလားအခုကိုအစင်မပြေတော့မှဘာဖြစ်လို့ကိုကန်ချတာလဲမင်းနေ မယောက်ျားအခုအလုံးမှကြမ်းဖြစ်သွားလို့သူများတွေလို့တိမ်ပေါင်းထောင်ချီလဲအကျွေးတင်နေရမဟုတ်တောင်းချီအကျွေးတင်နေရမဟုတ်ဘူးဒီ၂300လေးတင်နေဟာသူတကယ်အလုံးလုံးတယ်ဆိုလို့ရှင်တနစ်စူးစမ်းကြည့်ကြလားအဲ့အကျွေးတွေကုန်ပြန်ကြည့်တယ်လေပြောပြတဲ့တဘောကအဲ့ဒါကိုနည်းနည်းလေးဘယ်လိုခေါ်မလဲအားပေးပြီးတော့နည်းနည်းလေးနှိမ်ချတဲ့သားသမီးကိုနည်းနည်းလေးအားရှိအောင်လေးပြောပေးပါလားအခုကဘယ်လိုဖြစ်နေလဲဆိုတော့အဆင်မပြေတဲ့သားသမီးကိုတိတ်အောင်အပြစ်တွေပုံချဖို့ချစတော့မကြလို့ဆိုပြီးတော့ပြောသိလား နော်အခုအဆင်မပြေနေတဲ့သားကိုကျွန်တော်အသေးမြောက်စားပေးအဲ့အဆင်ပြေတဲ့သားရောအဆင်မပြေတော့ကဘသူကူညီခဲ့ပေးရလဲဘသူကူညီခဲ့ပေးတာလဲမဲပြီနော်ကျမတက်တော့မှအမျိုးတွေအကုန်ရှိတယ်မဲပြီနော်ကျမတို့အဆင်မပြေရင်ဘသူကကူညီပေးရလဲကျမအမျိုးဘကပဲအကုန်ပေးရမလားကူညီပေးတာမဟုတ်ဘူးလားဟမ်ပြောကြည့်ပါဦးအဖေတို့အမေတို့ ရင်မနာရဘူးလားအိမ်အောင်ကြလာ session နဲ့ရှိပြီနော်အဖေတို့လေကတော့ဝင်နေလာတောင်းဘူးတလား maybe ကျမကိုတင်တောင်းငွေနဲ့ဆိုပြီးတော့ရောဒါတင်တောင်းတာပါဆိုမှတင်တောင်းဘူးတလားမင်္ဂလာဆောင်ပေးဘူးတလား maybe ပြောလို့ရှိရင်တော့အေးနင်တို့ချက်လို့နင်တို့ယူလာလေမှန်ပါလေကိုချက်လို့ကိုယူတာမိဘဝတ်တရားဆိုတာရှိတယ်လေသူများတာသမီယူရင်နောက်ဆုံးမင်္ဂလာမဆောင်ပေးနိုင်တော့မှကတော့ပွေးနေလေလာပြီးတော့စွန့်ချွေးပေးရမှာမဟုတ်ဘူးလားမြမယူရမြမတလေး အခုကဘာလဲသူများသားသမီးကိုယူထားပြီးတော့မှကတော့ဝဲနေလာမတောင်းဘူးနော်စွန်လည်းမချွေးပေးဘူးကျမပတ်စံနေကျမချွေးရတာကျမပတ်စံနေကျမဆောင်ရတာအဲ့တော့ကျမမိမတရားသဘောမတူပြောတာလွန်သလားတို့မျက်နှာငယ်မှာဆိုတော့နှုတ်ဘဝဆာရွတ်တာကျမရခမတရားနှုတ်ဘတင်တောင်းနေဆိုတော့ပုံစံနဲ့ကျမပတ်စံနေလုတ်ပြီးတယ်ပြီးကျမအမေကတိတယ်မျက်နှာငယ်မှာဆိုတော့အပီဆိုဒ်တစ်ဖက်လက်နဲ့ပြန်ပေးတယ်ကိုရီဘက်ကအဲ့လိုတိကောင်းနေတာလေပြောပြတာမောင်းထုတ်စရာမလိုပါဘူးကျမကို ကျမဘာပြောကျမဝင်လာပြီဆိုခဲ့အောက်ချေကနေအော်ဘာပြောရောက်ရောက်ကတိဘယ်လိုခေါ်မလဲအဲရောက်ခမနဲ့ရောက်ကတိဆိုပြီးမဲ့လေအဖေအမေပါပဲဟုတ်လားကျမဘာမှပြစ်မှားထားတာမရှိဘူးဒါပေမဲ့အော်ကိုယောက်ကြားဟုတ်လားငွေထားပေးတာဟဲ့ကိုယောက်ကြားတော့ဒါမှအမြဲတမ်းပြောတယ်အဖေမျိုးမပြစ်မှားနဲ့စိတ်နဲ့တောင်မပြစ်မှားနဲ့ငါ့ကိုဒါကတော့နော်နင်းအဖေမျိုးစိတ်နဲ့ပြစ်မှားတိုင်းနင်းအစ်မပြေဘူးဆိုအမြဲတမ်းပြောတယ်ကျမခုကျမဘာလဲကျမကိုနင်းထုတ်တာနာရဲနာရဲ